ခုတစ်ခါမှာတော့ကလပ်ကပဖလားစတုထားနေအုပ်စုပွဲစဉ်တွေဖြစ်ကစားမဲ့ပွဲစဉ်တွေအကြောင်းကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်တွေထဲမှာပိုဆွဲဖို့ရည်ပန်းစားဆုံးဖြစ်တဲ့ Real Madrid ရဲ့ပထမဆုံးကစားရမယ့်ပွဲစဉ်လည်းပါဝင်နေတာဖြစ်ပါတယ်။ဗုဒ္ဓဦးညကြာသာပတိနေ့မနက်တနားခွဲမှာ Real Madrid နဲ့ Saudi Club Al Hilal ကြာသာပတိနေ့မနက်၄နာရီခွဲမှာ Mexico Club Pachuca နဲ့ Australia Champion Cerber ကြာသာပတိနေ့မနက်9:00ခွဲမှာ UAE Club LA ကြာသာပတိည10:00ခွဲမှာတော့ Palmiras နဲ့ LRL တို့ရှင်းပြန်ကစားသွားမှာဖြစ်ပါတယ်။ Real Madrid ပွဲစဉ်ကလွယ်ပြီးတော့ကျန်တဲ့ပွဲစဉ်တွေမှာတော့ Juventus, Palmiras နဲ့ Sevilla တို့ကပြိုင်ဘက်တွေတက်အဖက်ဖက်မှာအသာစီးရနေတာကြောင့်သူတို့ပဲနိုင်ပွဲရသွားဖို့များပါတယ်။ဒါကြောင့် Club ကပ္ပလာပြိုင်ပွဲမှာ ဘိုလ်ဆွဲဖို့ဂျေဘန်အစားဆုံးဖြစ်နေတဲ့ Real Madrid အသင်းဟာနီးပြတဲ့အလွန်ဆိုလက်ထက်မှာဘယ်လိုပုံစံရှိမလဲဆိုတာကိုတကပလုံးကစောင့်ကြည့်ကြမဲ့ပွဲကိုပဲအကျယ်သဝင်းသုံးသပ်တင်ပြပေးကြပါတယ်။ Real Madrid အသင်းဟာဒီပြိုင်ပွဲကိုဘိုလ်ဆွဲဖို့အလေးထားနေတယ်ဆိုတာကိုတော့ပြိုင်ပွဲအမီအားအနည်းဆုံးနေရာဖြစ်တဲ့နောက်တန်းနေရာအတွက်ဒင်းဟူဆန်နဲ့အာနိုးတို့လိုလက်ရှိအချိန်မှာကမ္ဘာအကောင်းဆုံးနောက်ခံလူနှစ်ဦးကိုအားပြေးခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ် ဒါပေမဲ့လီဗာကူဇင်မှာ၃ယောက်တန်းခန့်စစ်နဲ့အောင်မြင်ခဲ့တယ်လို့၃ယောက်တန်းခန့်စစ်ကစားပုံကိုပဲအားတန်တဲ့မော်ဒန်နီးပြအလွန်ဆိုနဲ့ရီယယ်မက်ဒရစ်ရဲ့လက်ရှိလူအင်အားကအံဝင်ခွင့်ကျဖြစ်ပါမလားဆိုတာကိုတော့စောင့်ကြည့်ရမှာပါတကယ်လို့အလွန်ဆိုကသူပိုင်တိုင်းနဲ့၃ယောက်တန်းခန့်စစ်ကိုပဲပုံဖော်မယ်ဆိုရင်ဒင်းသူဆန်ကလွဲပြီးတော့ရီယယ်မက်ဒရစ်ခန့်စစ်ဘဟုကစားသမားတွေဖြစ်တဲ့အလာပါ ရူဒီဂါနဲ့မန်ဒီတို့ဟာကစားသမားဘဝမှာ၃ယောက်တန်းခန့်စစ်ကစားဘူးတာမျိုးနဲတာကြောင့်မလို့အချိန်တိုအတွင်းမှာအဆင်ပြေပါမလားဆိုတာကတော့စဉ်းစားစရာပါပဲ။အာနိုးကတော့၃ယောက်တန်းခန့်စစ်ပုံစံကစားမယ်ဆိုလေ right wing back နေရာမှာရောတိုက်စစ်ရောခန့်စစ်ရောအတွက်ကိုအံဝင်မှာတိတ်ချပါလေ။အလွန်ဆိုအာတန်နဲ့၃၄၃ပုံစံကစားမယ်ဆိုရင်ချူအာမန်နီကာမာဗင်ကဘယ်လင်ဂန်တို့ရှိနေတဲ့ကွင်းလယ်ပိုင်းနဲ့ Venice's ဒါပေမဲ့ရိုဒရီโกရဲ့တိုက်စစ်ပိုင်းကတော့တိတ်ပြီးတော့ပြဿနာမရှိနိုင်ပါဘူး။ဒီတော့အလွန်ဆိုတယောက်ဘယ်လိုပုံစံနဲ့ Real Madrid ကိုပုံဖော်မှာလဲဆိုတာကိုတော့ဒီပွဲမှာစိတ်ဝင်တစားနဲ့စောင့်ကြည့်ရမှာပါ။ပြန်ဘက် El Hilal ဟာ Saudi League မှာ Ronaldo ရဲ့ El Nassr ကိုကြော်ပြီးဒုတိယနေရာရခဲ့တာဖြစ်တယ်လို့ Chelsea ရဲ့နောက်ခံလူဟောင်း Koulibaly Man City နဲ့ Bayern Munich နောက်ခံလူဟောင်း Cancelo Lazio ပွဲမှာကစားခဲ့တဲ့ကွင်းလယ်ကစားသမား Savic နဲ့ ဥပမာကစားခဲ့တဲ့ကွင်းလေကစားသမား Nivex Fulham တိုက်စစ်မှုဟောင်း Mitrovicto ရှိနေတဲ့အတင်းဖြစ်လို့အစိတ်ရှိတဲ့အတင်းမျိုးလို့ဆိုရမှာပါ Real Madrid နိုင်မယ်ဆိုတာကိုအားလုံးကလက်ခံထားပြီးသားအချက်ဖြစ်တယ်ဆိုပေမဲ့လည်းနီးပြအလွန်ဆိုရဲ့ပွဲဥထွက်မှာကိုပြတ်နိုင်ပါမလားဆိုတာကတော့အလေးထားစဉ်းစားသင့်တဲ့အချက်လည်းဖြစ်ပါတယ်အလွန်ဆိုလိုချင်တဲ့ကစားပုံစံမျိုးရအောင်လဲကစားသမားတွေဘက်ကစူးစမ်းရမှာဖြစ်တယ်လို့ခန့်စစ်ပိုင်းကလည်းကစားသမားနှစ်ယောက်ကြောင့် ဘယ်လိုကစားကွက်နယ်ပဲကစားကစားနားလည်မှုအပိုင်းမှာလိုအပ်ချက်တွေရှိနိုင်ပါတယ်။ DRDL Healy အတွက်19ခုအထိကိုတွင်ပေးထားတဲ့တိုက်စစ်မှု Metro Vic ကလည်းထိတ်တန့်ချိတ်ဆွမ်းမျိုးပြသနေစေဖြစ်လို့ Real Madrid ဘက်ကတော့ကိုးပေးရမယ်လို့တော့ထင်နေပါတယ်။ညီကိုတို့ရောဘယ်လိုထင်ပါလဲ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုလေးရဲ့အောက်မှာညီကိုတို့ထင်မြင်ချက်တွေကို comment တွေပေးသွားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။